မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးပါကတော့ငလင်ကျောင်းဆာမိုးဝဲပြန်ပြေးရမယ့်ကျောင်းသားကျောင်းသူများနဲ့ဆရာဆရာမများအတွက်နိုင်ငံတော်မှငွေကျပ်ဘီလီယံ20ထောက်ပံ့တဲ့သတင်းဖြစ်ပါတယ်။ အင်အားပြင်းမန္တလေးငလင်ကြောင့်တက္ကသိုလ်ဝန်ထမ်းဆာမဝဲအဖြေလွှာများမီးလောင်ပျက်စီးခဲ့တဲ့ပြည်내တစ်ခုနဲ့ဒိုင်းဒေသကြီး၃ခုမှဆာမဝဲပြန်လည်ဖြည့်ဆို့မဲ့ကျောင်းသားကျောင်းသူ3,922ဦးနဲ့အနီးကပ်တင်ကြားပေးတဲ့ဆရာဆရာမ6,929ဦးအတွက်စုစုပေါင်းငွေကျပ်ဘီလီယံ20ထောက်ပံ့ပေးထားကြောင်းနာစကဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကဇွန်လ6ရက်ကကျင်းပတဲ့အမျိုးသားသဘာဝဘေးရန်နေဆိုင်ရာကော်မတီအစည်းအဝေးမှာပြောကြားကြောင်းသိရပါဗျာ။ စာမဝဲပြန်လည်ဖြည့်ဆို့ကြမဲ့ចောင်းသားចောင်းသူများဆရာဆရာမများကန့်အတွင်းနေတိုင်းစားတော့ဇယိများစာရေးကြိယာဖြည့်ဆည်းပေးမှုဇယိများအဝေးမှပညာရက်ဆိုင်ရာဘာသာရက်လိုက်လာရောက်တင် जा ပို့ချပေးတဲ့ဆရာဆရာမကြီးများရဲ့ခရီးဇယိတဲခုနေတိုင်းရေးကိစ္စများတွင်အသုံးပြုရန်စစ်စုပေါင်းငွေကျပ်ဘီလီယံ20ကိုအကူလာတွင်နိုင်ငံတော်ကထောက်ပံ့ခဲ့ကြောင်းသိရပါတယ်အဆိုပါထောက်ပံ့မှုတွင်ခရီးဇယိစားဇယိ နေတွယ်စရိတ်စာရေးကိရိယာနဲ့အကြောင်းဝတ်စုံများပါဝင်ကြောင်းလည်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့မြန်မာတပ်မတော်၏ကာကွယ်ဝင်ကြီးထံသို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တံမက်ကြီးလာရောက်တွေ့ဆုံပြီးနှစ်နိုင်ငံအကြားကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအခြေအနေများဆွေးနွေးတဲ့တွင်ဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမမောင်အီထံသူမြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူသမ္မတနိုင်ငံတန်မဲကြီး Mrs. မာဂျာကဇွန်လ6ရက်နေ့နက်ပိုင်းတွင်ပြည်ထောင်စုဝန်ကြီးယုံအေကမ်မာမှလာရောက်တွေ့ဆုံခဲ့ကြောင်းသိရပါတယ်။အဲ့ဒီလိုတွေ့ဆုံစဉ်မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့အကြားကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှစ်နိုင်ငံနေဆက်တည်တာတည်ငြိမ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ငလင်ဘေးတန်အပြီးပြန်လေထူထောင်ရေးကိစ္စရဲများတွင်ပါဝင်ကူညီနိုင်ရေးကိစ္စရဲများအားရင်းနှီးပွင့်လင်းစွာအမြင့်ချင်းဖလှယ်ဆွေးနွေးခဲ့ကြရလို့သိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့မြန်မာတိုင်းနှစ်နိုင်ငံလေတံများတွေ့ဆုံဆွေးနွေးပွဲရန်ကုန်မြို့တွင်ကျင်းပတဲ့တွင်ဖြစ်ပါတယ်။ဆယ်ချိန်မြောက်မြန်မာတိုင်းနှစ်နိုင်ငံလေတံချင်းတွေ့ဆုံဆွေးနွေးပွဲရန်ကုန်မြို့တွင်ကျင်းပကြောင်းသိရပါတယ်။ မြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပါတယ်။ဆယ်ကြိမ်မြောက်မြန်မာတိုင်းနှစ်နိုင်ငံလေတချင်းတွေ့ဆုံဆွေးနွေးပွဲကိုဇွန်လ3ရက်နေ့နက်ပိုင်းကရန်ကုန်မြို့ရှိ Centurion Hotel မှာကျင်းပပြုလုပ်ရာတက်မတော်လေးမှစစ်ဦးစီးအရာရှိချုပ်လေဒုတိယဗိုလ်ချုပ်ကြီးဇဝင်းမြင့်ဦးဆောင်သောကုစလေအဖွဲ့ဝင်များထိုင်းပြည်လေတက်မှာအဲမရှာအန်နီရက်ရနရက်ဦးဆောင်သောကုစလေအဖွဲ့ဝင်များမြန်မာနိုင်ငံဆိုင်ရာထိုင်းပြည်လေတက်စစ်တမ်းမှုနဲ့တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါဗျာ။ အခမ်းအနားတွင်တက်မတော်လီမှစေဦးစီးအရာရှိချုပ်လီဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်နဲ့ထိုင်းပြည်လီတမအဲမာရှယ်အန်နီရယ်ရိုနရက်တိုကအဖွဲ့အမစကားအသီးသီးပြောကြားကြပြီးအစီအွေအစီအစဉ်များကိုဆက်လက်ကျင်းပကြပါရစေ။အဲဒီနောက်ဆယ်ကျင်းမြောက်မြန်မာတိုင်းနှစ်နိုင်ငံလေးတဲ့ချင်းတွေ့ဆုံဆွေးနွေးပွဲရဲ့အစည်းအဝေးဆုံးဖြတ်ချက်များကိုအတူပြုလက်မှတ်ရေးထိုးကြကြောင်းသိရပါပါတယ်ရှင်။